အားလုံးပဲမင်္ဂလာပါဘာစီလိုနာမြန်မာရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ်ကျွန်တော်တို့ဘာစီလိုနာအသင်းကဒီအပတ်မှာဂျာရဲ့ပွဲစဉ်တစ်ပွဲအနေနဲ့ဘော်ဒူဝူနီမနက်မှာကျွန်တော်တို့ရဲ့အိမ်ကွင်းမှာအတ္တလက်တီကိုမက်ဒရစ်အသင်းနဲ့ရှင်ပြန်ရမယ်ခုလက်ရှိအတ္တလက်တီကိုမက်ဒရစ်အသင်းရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ပေါ့လေသူတို့ပြိုင်ပွဲစုံမှာခုနှစ်ပွဲအထိရှုံးပွဲမရှိဘဲနဲ့တောက်လျှောက်ခြေစွမ်းပြတာတဲ့ဒီအသင်းကိုကျွန်တော်တို့ဘာစီလိုနာအသင်းကကျွန်တော်တို့ရဲ့အိမ်ကွင်းမှာဧည့်ခံရှင်ပြန်ရမယ်ဒီနေ့မှာအတ္တလက်တီကိုမက်ဒရစ်အသင်းက ချန်ပီယံလိမှာသူတို့တာမီလန်နဲ့တွေ့ဆုံခဲ့တယ်။နောက်ဆုံးလာလီဂါပွဲစဉ်မှာတော့သူတို့ရီယယ်အိုဘေဒိုကိုသူရဲ့အင်ကွင်းမှာပဲ2-0ဆိုတဲ့ရလာနဲ့အနိုင်ရရှိထားတယ်။ချန်ပီယံလိနောက်ဆုံးပွဲစဉ်မှာလည်းသူတို့အင်တာမီလန်နဲ့တွေ့ဆုံခဲ့ပြီးတော့အက်တလတီကိုတိုက်စစ်မှုဟူလီယန်အေဗာရက်စ်ကခြေစွမ်းပြခဲ့ပြီးတော့နောက်ဆုံးမိနစ်မှာမှသူတို့နောက်ကျကူနဲ့အင်တာမီလန်ကိုသူတို့ခက်ခက်ခဲခဲပဲအနိုင်ရရှိခဲ့တယ်။ ဒီအတင်းရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်ဒီကိုစင်မြူနေရဲ့အတင်းကခံစစ်မှကြောတယ်ဘာစီလိုနာနဲ့တွေ့တိုင်းသူတို့အတင်းက aggressive ဆက်ဆံသူတို့ကစားတယ်လောင်းဘောတွေကိုသူတို့ပုံပုံအားပြုပြီးတော့တံပြန်ကောင်တာတိုက်စစ်ပုံစံနဲ့ဘာစီလိုနာကိုသူတို့တုတ်ပြန်တယ်ဒီနေရာမှာရမ်မတ်30သမတ်ရတာတဲ့အတလက်တီကိုမက်ဒရစ်အတင်းကဘာစီလိုနာအတင်းရဲ့အိမ်ခွေးမှာဘလော့ထိလုပ်ပြနိုင်မလဲကျွန်တော်တို့ဘာစီလိုနာအတင်းကရောအတလက်တီကိုမက်ဒရစ်အတင်းကိုခက်ခက်ခဲခဲနဲ့ဘယ်လိုရှင်ပြန်ရမလဲစိတ်ဝင်စားစရာကျွန်တော်တို့စောင့်ကြည့်ရဖို့ရှိတယ် အက်တလတီကိုမက်ဒရစ်အသင်းမှာတော့သူရဲ့တိုက်စစ်မှာတကယ့် quality ကစားသမားတွေရှိတယ်။ဟူလီယန်အဲလ်ဗာရက်စ်လိုတိုက်စစ်မှုမျိုး၊အလက်ဇန္ဒားဆာလော့လိုတိုက်စစ်မှုမျိုးတွေရှိတယ်။အန်တိုနီဂရစ်စမန်နဲ့တွဲထားတဲ့ပွဲစဉ်မျိုးတွေလည်းရှိတယ်။သူတို့မှာတော့ option အများကြီးပဲ။ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘိုင်ဆီလိုနာအသင်းနဲ့အက်တလတီကိုမက်ဒရစ်အသင်းရဲ့ထိတိုက်သစ်ဆုံမှုတွေကိုကြည့်မယ်ဆိုရင်မနေ့ကလာလီဂါမှာကျွန်တော်တို့ဘိုင်ဆီလိုနာအသင်းကအက်တလတီကိုမက်ဒရစ်ကိုအိမ်ဝင်းမှာကျွန်တော်တို့ရှုံးနိုင်တာတယ်။ဒါပေမဲ့လည်းအက်တလတီကိုမက်ဒရစ်ရဲ့အိမ်ဝင်းမှာတော့ကျွန်တော်တို့ပြန်နိုင်တာတယ်။ ကိုပါဒယ်ရီမှာတော့ကျွန်တော်တို့ဘာစီလိုနာအတင်းကပဲအတားကြီးရတာကိုတွေ့ရမယ်ကျွန်တော်တို့ဘာစီလိုနာအတင်းမှာကတော့အခုနောက်ဆုံးကစားခဲ့တဲ့ဒီအလာဘတ်စ်နဲ့ပွဲစဉ်မှာတက်စီမူရာဖင်ညာကခြေစွမ်းပြနိုင်ခဲ့ပြီးတော့ဒီပွဲစဉ်မှာလည်းနီးပြကရာဖင်ညာကိုပဲပြန်သုံးမယ်လို့ထင်တယ်ဘယ်ချမ်းမှာရာဖင်ညာနဲ့တိုက်စစ်မှာလီမွန်ဒေါစကီညာချမ်းမှာလမင်ယမားတို့ပွဲထွက်လာနိုင်ခြင်းရှိတယ်ကွင်းလယ်မှာတော့ပက်ဒရီအနေနဲ့လည်း fully fit ဖြစ်ပြီးဆိုတော့ဒီပွဲစဉ်မှာပက်ဒရီပါမယ်ဖရန်ကီဒီယောင်းပြန်ပါလာဖို့ရှိတယ် ကွင်းလေတိုက်စစ်နေရာကိုတော့ဒန်နီအိုမိုပဲထားလောက်တယ်။ဂျရက်မတင်ကအခုနောက်ပိုင်းမှာထင်တာတော့ပိုပြီးလှုပ်ဖြစ်နေတာကိုတွေ့ရတဲ့အပေါ်မှာနီးပြားလည်းယုံကြည်မှုရနေပြီ။ဒီပွဲမှာတော့ဂျရက်မတင်အဲရစ်ဂါစီယာနဲ့ညာချမ်းမှာခွန်တေဘဲချမ်းမှာအလန်ဟန်ဒိုဘဲတေးအသွဲဦးပဲတုံးမယ်လို့ထင်တယ်။ဆိုတော့ကျွန်တော်တို့အတင်းမှာအဓိကဆွေးရင်ရတာတစ်ခုကတော့ဒီခန်စစ်ပေါ့နော်။ခဏခဏပြိုင်ဘက်အတင်းကိုဂိုးကန်သွင်းခွေတွေတောက်လျှောက်ပေးရတယ်။အလာဘတ်စနဲ့ပွဲစဉ်မှာဆိုရင်လည်းကျွန်တော်တို့ဂိုရမာဟူဝန်ဂါစီယာကနှစ်ဆင့်ကောက်ွယ်ရတာတွေရှိသလို ဟုတ်ကန်သင်ခဲ့တယ်ခဏခဏပြီးနေရတာတခုကတော့စိုးရင်စရာပဲဆိုတော့ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့အနိုင်ရမှတ်၃မှတ်ပြည့်ရဖို့တော့လိုတယ်ဒုတိယနေရာကရီယယ်မက်ဒရစ်ကိုကျွန်တော်တို့ကတမှတ်တာနဲ့ပဲအမှတ်ဖြစ်တာနိုင်တာဖြစ်လို့ဒီပွဲစဉ်မှာအနိုင်၃မှတ်ရမယ်ဆိုရင်တော့ဇယားထိပ်မှပြပြတ်သားဥဆောင်နိုင်ဖို့အခွင့်အရေးရှိမယ်အတလတီကိုမက်ဒရစ်အသင်းအနေနဲ့ကလည်းကျွန်တော်တို့ဘာစီလိုနာအသင်းကိုကြော်ဖြတ်ဖို့အမျိုးမျိုးသူတို့စူးစမ်းမှာပဲသူတို့လည်း30မှတ်ရတာတဲ့အနေထားမှာလာလီဂါချန်ပီယံဖြစ်နိုင်ဖို့သူတို့မှလည်းအခွင့်အရေးတွေရှိနေတယ် ဆိုတော့ဒီဂျာရဲ့ပွဲစဉ်ကတော့ကျွန်တော်တို့ဘာစီလိုနာအတင်းအတွက်ခက်ခဲမဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ကျွန်တော်တို့ဘာစီလိုနာပရိသတ်ညီကိုတွေအတွက်လည်းအဲ့ဒီပြက်ခန့်အကျိုးနာမဲ့ပွဲတစ်ပွဲပဲဒီပွဲစဉ်ကိုတော့ဗုဒ္ဓဘူးနေမြန်မာစံတော်ချိန်မနက်၂နာရီခွဲမှာကျွန်တော်တို့ရဲ့အိမ်ကွင်းဖြစ်တဲ့ Spotify Cup လို့မှာရှင်ပြန်ကစားမယ်ဆိုတော့ကျွန်တော်ရဲ့ဘာစီလိုနာပရိသတ်ညီကိုတွေဒီပွဲစဉ်ကိုဘယ်လိုမြင်ကြလဲဆိုတော့ကျွန်တော်တို့တိုက်စစ်ကဘယ်ချမ်းမှာရာဖင်ညာပြန်ပါလာတော့အလာဘတ်စနက်ပွဲစဉ်ကလိုမျိုးတိုက်စစ်လမ်းကြောင်းနဲ့အများကြီးဖန်တီးပေးနိုင်မယ် ကွင်းလယ်မှာလည်းပက်ထရီပါဝင်လာတဲ့အနေထားမှာတော့ကွင်းလယ်ကနေဘောလုံးဖြန်တာတွေဘောလုံးလမ်းကြောင်းခင်းမိတာတွေကွင်းလယ်မှာကစားကွက်ပုံဖော်ပြီးတော့ကိုးရယူနိုင်တာတွေတော့ပြင်မြင်ရဖို့ရှိတယ်တက်တီကိုမက်ဒရစ်အသင်းကရောလာလီဂါချန်ပီယံဆုအတွက်ကျွန်တော်တို့ဘလောက်ထိအိမ်ကွင်းမှာဒုက္ခပေးနိုင်မလဲကျွန်တော်တို့ဘာစီလိုနာအသင်းကအိမ်ကွင်းအားသာချက်နဲ့အတူအတလတီကိုမက်ဒရစ်အသင်းကိုအတားကြီးရယူသွားနိုင်မလားဆိုတာကတော့စောင့်ကြည့်ရပါဦးမယ်ဘာစီလိုနာပရိသတ်ညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်